ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာ Share Udo Channel နဲ့ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ပေးရခံခဲ့တဲ့နှစ်ပတ်စလိုက်ကအကုန်လုံးသွားခဲ့ပြီပေါ့နော်။ဒီတစ်ပတ်ကတော့ကျွန်တော်ဆယ်လာပိုင်းရဲ့နောက်ဆုံးပတ်ဖြစ်တဲ့ပေးရလုံးဝမရှိတဲ့ပတ်ဖြစ်ပါရစေ။29ရက်ဆယ်လာ2025အနေ31ရက်ဆယ်လာ2025အထိအကျုံးဝင်တဲ့ဗီဒီယိုလေးဖြစ်ပါရစေ။ပြီးခဲ့တဲ့နှစ်ပတ်မှာလည်းအကူဒီမားတွေကိုကျွန်တော်အကောင်းဆုံးစောစောင်းပြီးပြခဲ့ပြီးပြီးပေးရတွေခံနေတာတော့ကျွန်တော်ရဲ့ခဏန်းတွေလွှတ်ချောက်သွားတာမရှိဘူး။ ူးမှုကြောင့်ဇာတ်လို့ပတ်သည်ဟူးမှုကြောင့်ဇာတ်လို့ break ဒါတွေကအတိတ်ကပေါ့နော်ဒီ channel ဆက်ပြီးတော့ဖြစ်လာရတဲ့ရည်ရွယ်ချက်ဒီအဲ့ဒီနှစ်ခုကနေဆက်ပြီးတော့ဖြစ်လာတာဒီနှစ်ခုကပဲအောင်မြင်မှုတွေဆက်ပြီးတော့ယူလာတယ်အဲ့ဒါကြောင့်မလို့လာမယ့်ပတ်မှာလည်းဒီလိုမျိုးအောင်မြင်မှုတွေကိုဆက်ပြီးတော့ကြည့်သိကျင်တယ်ကြည့်ကျင်တယ်ဆိုတဲ့အကိုရီမတွေကဒီ channel မှာတင်တဲ့ဒီ video လေးကိုအစာအဆုံးမကြော်မရည်ပဲနဲ့တတိယစာလေးနားထောင်တော့မှာဖြစ်ပါလိမ့်မယ်ကျွန်တော်ကအလကားမျှဝေပေးတာဖြစ်ပါတယ်စေတနာထားပြီးမျှဝေပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုရီမတွေအနေနဲ့ ဒီစီရီနာကိုတမုန်းထားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးတဲ့ကိုရီမားတွေပါတယ်ဆိုလို့ရှိရင် subscribe တရားတစ်ချက်စီနှိပ်ခဲ့ပေးပါ subscribe လုပ်ပြီးသားကိုရီမားတွေကဒီဗီဒီယိုလေးကိုလက်မတွေတရားတစ်ချက်နှိပ်မယ် okay လေးတရားတစ်ခုမှတ်ပြီးတော့ကျွန်တော်ရဲ့ဒါစေတနာကိုတမုန်းထားခြင်းကို ပြတ်တပေးပါကျွန်တော်ကအကိုရီမားရဲ့ဇာတ်တိပဲတောင်းဆိုပါတယ်ဆိုတော့ကိုရီမားတွေရဲ့အချိန်ကိုကျွန်တော်အများကြီးတမုန်းထားတယ်ချင်းကုန်း ဟိုလေးရှည်တာမျိုးမဖြစ်အောင်တက်နိုင်ဆုံးထိမ်းပြီးတော့ဒီဗီဒီယိုလေးကိုလိုရင်းတူရှင်းလေးနဲ့ထိထိမိမိလေးဖြစ်အောင်သိချာရှင်းပြပေးမယ်။အခုကဆက်ပြီးတော့သိချာလိုင်းနားထောင်မယ်။အနားမှာမှတ်စရာတားစရာတခုခုဘောပင်ဆာရွက်ရှိရဆိုရင်မှတ်ထားပါမိတ်တက်တယ်လူတယောက်ရဲ့အုံနောက်ကကျွန်တော်တို့ကမိတ်တက်တယ်။ခုမှတ်လိုက်တယ်အာတွဲပါတယ်ဒါပေမဲ့ပြီးရင် ဘာရမဟုတ်မိသွားတဲ့ရှိတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုကိုဒါနောက်မှပြန်လာရှာမယ်ဆိုခရီးကြတာတွေဖြစ်မယ်ဒါကြောင့်မလို့မှတ်သားထားတဲ့နဲ့ခဏလေးတွေပါတဲ့တော့မှတ်သားဖို့လိုအပ်ပါတယ်เนาะကိုအစဉ်ပြေတာကိုကိုမှတ်သားပါအစဉ်ပြေတာနဲ့ကိုမှတ်သားပါเนาะဒါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ကတော့ဆက်ပြီးတော့ပြောလိုက်တော့မယ်အရင်ဦးဆုံးကျွန်တော်ဟူးမကျော်စာတို့ပတ်သီးလေးနဲ့ main တစ်ခွက်ကောင်းတင်ွက်လေးကိုကျွန်တော်ပြောပြပါမယ်ခင်ဗျာ ီးခဲ့တဲ့တစ်ပတ်မှာတော့ကျွန်တော်၃ညပတ်သည်နော်၃ညပတ်သည်တော့မှမပတ်နိုင်ရင်ကျွန်တော်အကွက်ရှော့ပြီးခဲ့တယ်၁၀၂၀၃၀၄၀၅၀၅၀ဒီ၅ခွက်ကိုပဲ၃ရက်အတွင်းမှာထိုးဆိုပြီးပြောခဲ့တယ်ပေါ့နော်ကျွန်တော်၂၀ဆိုပြီးတော့ပြီးခဲ့တဲ့ပတ်မှာအောင်မြင်မှုညာလာတယ်အဲ့လိုပဲအခုတစ်ပတ်မှာလည်းကျွန်တော်ပတ်သည်တစ်လုံးပေးမယ်တင်းခွက်တစ်ခွက်ပေးမယ်အဲ့ဒါလေးကိုဒီကထားပြီးတော့ကစားမယ်ပေါ့နော်ကြည့်ဟုတ်ပြီဒါဆိုလို့ရှိရင်ဟုံးကြပတိနေနဲ့ပြောပါဆိုလို့ရှိရင်ဟုံးကြပတိသည်ကျွန်တော်အကြိုက်ဆုံးပတိသည်တစ်ပတိဖြစ်ပါတယ် တစ်ပတ်သီးဖြစ်ပါတယ်တစ်ပတ်သီးနဲ့အတူကျွန်တော်ရဲ့တကွက်ကောင်းတင်ကွက်လေးသည်တစ်ချောက်အားဖြစ်ပါတယ်ခင်ဗျာတစ်ချောက်အား complete ဖြစ် complete တစ်ချောက်ဖြစ်ပြောတာပါနော်တစ်ချောက် power ဖြစ်တဲ့ complete လည်းဖြစ်တယ်နော်ဒါဒီတကွက်လကောင်းလေးကိုကျွန်တော်ကကြိုက်တယ်ဒါကြောင့်မို့လို့တကွက်တကွက်ကောင်းလေးကိုပေါ့နော်ဒါအကူရီမန်နေဂျာတင်ကစားပြီးတော့ ဒါကံကောင်းလို့ရှိရင်ကျွန်တော်နှစ်သီးသားနေနဲ့အောင်ပွဲခံရမယ်ပေါ့နော်ဒါလေးကိုအဓိကထားပြီးတော့ပြောချင်တယ်တပတ်တီတချောက်အားတကွက်ကောင်းနော်ပတ်တီနဲ့ပတ်သက်လို့ရှိရင်ကိုဒီမားတွေဘာကစားမလဲဆိုလို့ရှိရင်တပတ်တီကစားမယ်တင်ကွက်နေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တချောက်အားတကွက်ကောင်းလေးကိုကန်စကန်ဆန်းရမယ်ပေါ့နော်ဒါမှလည်းတချောက်ထောက်ခဲ့လို့ရှိရင်ကျွန်တော်နှစ်သီးသားနေနဲ့အောင်မြင်မှုရရှိမယ်အဲအကယ်၍ကိုဒီမားတွေကတပတ်တီမှာကျွန်တော်တချောက်မဟုတ်ပဲတခြားတ နဲ့ပတ်သက်ပြီးထွက်သွားခဲ့တယ်ဆိုလို့ရှိရင်တော့ဒီတစ်ချက်ကိုဆက်ပြီးတော့မွေးစရာမလိုဘူးเนาะဒါအဓိကမွေးကနန်းပေးတာမဟုတ်ဘူးတင်းနဲ့ပတ်သက်လို့ရှိရင်အကြိုက်ဆုံးတင်ကွက်ကိုတကွက်ကောင်းနေနဲ့ထည့်ပြီးတော့ကန်ဆန်းမှုအတွက်ပေးတာဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆက်ပြီးတော့နောက်တစ်ခုသွားလိုက်အောင်နောက်တစ်ခုကကျွန်တော်တို့ဟူးမကျော်ဇာရိုဘရိတ်ဟူးမကျော်ဇာရိုဘရိတ်ဒီတစ်ပတ်မှာကျွန်တော်အကြိုက်ဆုံးအကြိုက်ဆုံးဖြစ်တယ်ပေါ့เนาะကျွန်တော်ပတ်သီးထက်ဇာလို့ရှိရင်ဒီနှစ်ခုထဲမှာကျွန်တော်တစ်ခုကိုရွေးပြီးတော့ကစားရမယ်ဆိုလို့ရှိရင်ကျွန်တော်အကြိုက်ဆုံး ဒီ brain ဖြစ်ပါတယ်ပေါ့နော်ဒါပတိကိုမကြိုက်လို့ပြောရမှာမဟုတ်တော့ကျွန်တော်ကစားလို့မွေးတဲ့နေရာမှာဒီနှစ်ခုလုံးမွေးလို့မရဘူးကိုရီမတွေကကိုရီမတွေကြိုက်တဲ့ဟာကိုကိုရီမတွေရွေးချယ်ပြီးတော့မွေးရမှာကျွန်တော်ကနှစ်မျိုးပဲအထိကထားပြီးတော့ထုတ်ပြီးမှာအဲ့ဒီနှစ်မျိုးထဲမှာကိုကြိုက်တဲ့တစ်မျိုးအရင်မွေးမွေးတော့အဲ့ဒီမျိုးကအစိုးရအောင်အောင်ပြီဆိုတော့နောက်တစ်မျိုးမထွက်သေးရင်နောက်တစ်မျိုးမွေးဒါကိုပြောချင်တာကျွန်တော်ခုနှစ်မျိုးလုံးမွေးဖို့ပေးနေတာမဟုတ်ဘူးနော်ကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုလို့ရှိရင်ဒီနှစ်မျိုးတွေကတစ်မျိုးကိုပဲအထိကထားပြီးတော့ကစားရမယ်ဆိုလို့ရှိရင်ကျွန်တော် break ကို ကစားမယ်လို့ပြောတာပါဒီတစ်ပတ်ကျွန်တော်အကြိုက်ဆုံးအမှားဆုံး break ဒီဟူးမကျော်အနေနဲ့ပြောပါဆိုလို့ရှိရင်၄ break ၉ break ဖြစ်ပါတယ်ခင်ဗျာ၄ break ၉ break ဖြစ်ပါတယ်၄ break နဲ့ပတ်သက်ပြီးတော့တင်ဝက်တစ်ခွက်ကောင်ပေးမယ်ထုံးသက်နိုင်မယ်၉ break နဲ့ပတ်သက်ပြီးတော့တင်ဝက်တစ်ခွက်ကောင်ပေးမယ်နော်ပြီးခဲ့တဲ့တစ်ပတ်မှာဆိုလို့ရှိရင်လည်းကျွန်တော်နော်ဒါ tip break ၆ break ကျွန်တော်ရွေးချယ်ပေးခဲ့တယ် tip break ၆ break ကိုမှကျွန်တော်၃ပတ်စလိုက်ထုတ်ခဲ့တယ်၃ပတ်စလိုက်ဒါ tip break ၆ break ကတောင်းလျှောက်ကိုဝင်ခဲ့တယ်ပေါ့နော် ဒီတစ်ပတ်တော့ temperature break မထုတ်တော့ဘဲနဲ့ temperature ကို break ကိုပြောင်းသွားပြီ temperature break ဆက်ထုတ်လို့မရတော့ဘူးเนาะအရင်တစ်ပတ်လေးကကျွန်တော် temperature break ကိုစက်တိုက်ကို3မိနစ်စက်တိုက်တွေ့တာဖြစ်တော့မလို့3မိနစ်စက်တိုက် temperature break ပေးခဲ့တာဗောနောပြီးခဲ့တဲ့လောကဆိုလို့ရှိရင် temperature နဲ့ပတ်သက်ပြီးတော့တင်ကွက်တကွက်ကောင်းဆိုလို့ချင်းကျွန်တော်5 6ပေးခဲ့တာပါဆိုတော့ဒီတစ်ပတ်လေးတင်ကွက်လေးတွေပါလိုက်ပြီးတော့ကစားသေးရင်ပါလေခုမှကြော်သားတို့ break lay break go break ဖြစ်ပါတယ် lay break နဲ့ပတ်သက်ပြီးတော့တင်ကွက်တကွက်ကောင်းစီ6 6အားဖြစ်ပါတယ်ခင်ဗျာ6 6အားဖြစ်ပါတယ်ခေါ် ကိုဘရင်းနဲ့ပတ်သက်ပြီးတော့တင်ွက်တကွက်ကောင်းသည်နှစ်ခွန်အားဖြစ်ပါတယ်27အားဖြစ်ပါတယ် sorry ပါလောနေမကောင်းဖြစ်ပြီးတော့ဗောနော်ဒါနှာစည်းချောင်းစိုးကြံနေတာဗောနော်အဲဒါကြောင့်မို့ကဲဟုတ်ပြီဟိုမကျော်ဇာရိုဘရိတ်လေးဘရိတ်ကိုဘရိတ်ဖြစ်တယ်လေးဘရိတ်နဲ့ပတ်သက်ရင်6 6အားတကွက်ကောင်းတင်ပြီးတော့ကစားမယ်ကိုဘရိတ်နဲ့ပတ်သက်လို့ရှိရင်နှစ်ခွန်အားတင်ပြီးတော့ကစားမယ်ပတ်တီးနဲ့ဘရိတ်ကြိုက်တဲ့ဟာကိုကိုကြိုက်တာကိုကိုရင်ဆော့ တခုအောင်ထွက်ပြီးတော့မှနောက်တစ်ခုဆန်ဆော့ချင်ဆော့ကျွန်တော်ကတော့ဒါအမျက်တစ်ခုရပြီဆိုရင်တော့နားသိချင်တယ်ကဲပြီးတော့လို့ရှိရင်ဖြည့်ဆွတ်ပြီးတော့ပြောချင်တာတစ်ခုရှိတယ်အဲ့ဒါဒီကျွန်တော်၃ရက်အတွင်းမှာညီကိုတကွက်နားနေကြည့်ရှိပါတယ်ကျွန်တော်ဒီတန်းလင်းလာအင်္ဂါပုတ်တယ်ဘူး၃ရက်အတွင်းမှာညီကိုလာနေကြည့်ရှိပါတယ်လာလဲလာပါမယ်လို့ထင်ပါတယ်ဒါကြောင့်မလို့မွေးနိုင်လို့ရှိလို့ရှိရင်ကျွန်တော်တို့ဒါတက်မသိလည်းမကြိုက်ဘူးကွာ break လည်းမကြိုက်ဘူးကွာ ငါတို့ကညီကိုမွေးကျင်တယ်ငါတို့ညီကိုမွေးကျင်တဲ့ဆန္ဒတစ်ခုရှိနေတယ်ဆိုတဲ့အကိုရိမရေပေါ့နော်ဒါဒါဖြည့်စုံပြီးတော့ပြောတာပါညီကိုမွေးကျင်မွေးလို့ရပါတယ်ကျွန်တော်၃ရက်အတွင်းမှာညီကိုတပွဲလာပါမယ်အဲ့ဒီမှာမှကျွန်တော်အကြိုက်ဆုံးတင်ကွက်နှစ်ခွက်သည်6ခွန်နဲ့8ခိုးဖြစ်ပါတယ်ခင်ဗျာ6ခွန်နဲ့8ခိုးဖြစ်ပါတယ်၃ရက်အတွင်းမှာညီကိုတပွဲလာပါမယ်6ခွန်နဲ့8ခိုးကို အကြိုက်ဆုံးနှစ်ကွက်ထဲမှာကျွန်တော်ရွေးထုတ်ထားပါတယ်။မွေးနိုင်တဲ့ကိုရီမားတွေကညီကိုအစုံမွေးခြင်းမွေးပါဒါမှမဟုတ်ကိုရတဲ့ဝမ်းကျင်းလုံးပိုင်ပတိတို့ရှိတယ်ဆိုလို့ရှိရင်နေ့တိုင်းကစားတဲ့ကိုရီမားတွေဆိုလို့ရှိရင်ဒါညီကိုလေးတွေကိုတတိမမေ့မရောပဲနဲ့ပေါ့နော်။တင်ထိုးစီခြင်းနဲ့ဥမာကွာ6တဝမ်းကျင်းရှိတဲ့မာဆိုလို့ရှိရင်ကျွန်တော်တို့က6ခွန်6 5 10တနှစ်ဒီ၄ခွက်ကို ဒါအဓိကထားပြီးတော့ရံပြီးတော့ကစားရမယ်ပေါ့နော်။တန်ကြီးကိုကိုကျွန်တော်ကမမေ့သေးခြင်းဘူး။ကဲဟုတ်ပြီ။ဒါကဖြစ်ဆိုပြောတာအဓိက main တစ်ခုစီပတ်တီးရဲ့ break ရဲ့ဖြစ်တယ်။ပတ်တီးနေနေဆိုလို့ရှိရင်ပြန်ပြီးကျင်းချုပ်ပြီးမှတက်ပတ်တီးတစ်ချောက်အတကွက်ကောင်းဖြစ်တယ်။ break နေနေဆိုလို့ရှိရင်၄ break ၉ break ဖြစ်တယ်၄၄ break နဲ့ပတ်သက်လို့ရှိရင်၈၆အာတင်ခွက်တခွက်ဖြစ်ပြီးတော့၉ break နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့နှစ်ခွန်အာဖြစ်ပါတယ်เนาะကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးပိတ်မှာ နေ့တိုင်းကစားမယ့်အကုန်လုံးမိုင်းအတွက်ကိုဒါလိုတိုရှင်းလေးနဲ့တတိမြင့်လေးပြောသွားပေးမယ်တင်းတာလေးအစားလေးလည်းဖြစ်တယ်ဆိုတော့ကျွန်တော်အရှေ့ရက်တည်းကပေးရတယ်လည်းခံနိုင်အတွက်ကြောင့်မို့လို့အများကြီးတော့ဟိုအော်ပြီးတော့မစောသေးရင်ဒါပေမဲ့တောက်လျှောက်မှန်လာတဲ့ကီးတစ်ခုရှိတယ်အဲ့ဒီကီးတစ်ခုနဲ့အတူကျွန်တော်ကတ်ပြီးတော့ကစားမယ်ဒါဝမ်းကျင်းတစုံကိုပြောပြီးတော့ရှင်းဗီဒီယိုလေးနားပါမယ်နော်လိုတိုရှင်းလေးပဲနော်ကျွန်တော်အခုပြောသွားတာဟိုရီမားလေးအချိန်အများကြီး မကုံဘူးကုံရံကျိုးလဲနဲ့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကကြာချင်းအများဆုံးရှိလာ10မိနစ်ကျော်10မိနစ်ပဲရှိပါမယ်နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်လိုလိုရှင်းနေပဲမနက်ပိုင်းတနင်္လာနေ့တနင်္ဂနွေမှာအမားဆုံးကီးတစ်ခုနော်ဒါနာမည်လေးတစ်ခုပေးလိုက်မယ်ကျွန်တော်ရွှေဦး channel ရရွှေကီးအဲလေရွှေကီးလေးကတော့မနက်ဖြန်မှာကျွန်တော်တို့တနင်္လာအဖွင့်နေ့မှာ385ကီးဖြစ်ပါတယ်ခင်ဗျာ385ကီးဖြစ်ပါတယ်ခင်ဗျာ385ကီးလေးကိုကိုရီမားရီ ကိုကျွန်တော်ရွေးချယ်ပေးမယ့်ကစားကွက်လေးဒီကျွန်တော်တို့တစ်6ဝန်းကျင်နဲ့တွဲပြီးတော့ကစားမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့3 8 3 6 8 8 6 5 8 5 6ဆိုတဲ့ဒီကနေ6ကွက်ကိုအဓိကထားပြီးတော့မနေ့ဖက်မှာကစားပေးပါနေ့တိုင်းကစားခြင်းနဲ့ကိုရီမိုင်းအတွက်အကြိုက်တူမှလည်းကစားပေးပါအမှန်မှန်လက်ခံနိုင်မှသာကစားပေးပါလို့ပြောချင်ပါတယ်။နေ့တိုင်းစီကျွန်တော်တို့အများနဲ့မမှန်နိုင်ဘူးအများနဲ့မမှားနိုင်ဘူး။ဒါကြောင့်မလို့ကိုယ့်အကူချင်းချင်းပြီးတော့နေ့တိုင်းကစားနေလို့တော့လှိုင်းလည်ပြီးတော့ကစားသေးခြင်းနဲ့နေ့တိုင်းကစားတဲ့ကိုရီမိုင်းတွေကဝါသနာအရာ ဒါအပြင်းပြင်းเนาะကျွန်တော်တို့ချို့ရှိပါတယ်ဝန္ဒနာရက်ကစားတဲ့ဒါတရားဖို့နှစ်ရဖို့ကစားတဲ့ကိုရီမားတွေအတွက်ကကျွန်တော်တို့နှစ်ရခဏလေးတွေလက်ကစားမှဆိုလို့ရှိရင်အဆင်ပြေတယ်ကျွန်တော်တို့သိချာလေးဒါစေနာထားပြီးတော့ရွေးချယ်ပေးကြတာပါအပေါ်ရန်ရွေးချယ်ပေးကြတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒါကစားလို့ကောင်းတဲ့တဲ့တဲ့ခဏလေးလည်းပါမှာပါပါတယ်ပေါ့เนาะပြောချင်တာဗျာအဓိကဒါလေးရှေ့ဝါးပြောချင်တာက နေတိုက်သည်အများနဲ့မမှန်နိုင်ဘူးအများနဲ့မမှားနိုင်ဘူးအကြိုက်တူမှသာကစားပါဒါကိုပြောချင်တာနော်ကဲဟုတ်ပြီနောက်တစ်ခေါက်ပြောပြောပြီးမဲနေတဲ့ကဏ္ဍသည်နေတိုက်ကဏ္ဍသည်မနက်ဖြန်မှာ385ကီဖြစ်ပါတယ်385ကီဖြစ်ပါတယ်ဝမ်းကျင်းနေနေဆိုလို့ရှိရင်တစ်ချောင်းဝမ်းကျင်းပါဒါကြောင့်မလို့ကျွန်တော်တို့3 3 6 8 8 6 5 5 6ဒီကဏ္ဍ6ကွက်မှာတနေ့ကုန်ကစားပေးရမှာဖြစ်ပါတယ်เนาะဒါကျွန်တော်ရဲ့ YouTube channel ကနေအခုဒီမားတွေကိုဒါတနေ့ကုန်နေ့ညရဲ့တင်ဆက်ပေးမှုပုံစံထုံးစံအတိုင်းဖြစ်ပါတယ် ကြံနေတဲ့ဆိုလို့ရှိရင် like လက်မ comment တရားတစ်ချက်စီနိုင်ခဲ့ပေးပါ subscribe လို့ဒီကိုဒီမှာ subscribe လုပ်ခဲ့ပေးပါ okay တရားတစ်ချက်စီမှတ်ခဲ့ပေးပါအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုအစားဆုံးကြည့်ရှုပေးတဲ့ကိုဒီမှာအလုံးတရားမချမ်းစိတ်ချမ်းသာခြင်းကိုယ်ကြီးမြန်မာနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ okay အားလုံးပဲဗီဒီယိုလေးနားပါမယ်